ဒိတ်ဆိတ်အေဂျင်လုံးနဲ့ဆိုရဲဒီကြောင့်လေးရောတစ်ချိန်လုံးကတော့နျူကလ িয়ার စစ်ဖြစ်ဖို့အထိအစိုးရရဲ့အဖြစ်တည်ရှိခဲ့ပူတယ်။ဒီကြောင့်ဟာတရုတ်ပြည်မှာကြီးနဲ့ထိုင်ဝမ်ကျွန်းသားမှာရှိနေတဲ့တာမန်ကျွန်းမြေတစ်ခုပါ။ကျွန်းပေါ်မှာတော့ကွန်ကရစ်တွေနဲ့ပြုလုပ်ထားတဲ့အဝိုင်းပေါက်ပုံစံတွေပါတဲ့အဆောက်အုံတွေရှိပြီးတော့ကန်ကြီးမှာလည်းတန်ကြီးတက်နေတဲ့ကွန်ကရစ်ပေါင်းနဲ့ပေါင်းဆက်ထားတဲ့တန်ကြောင်းတွေက ဂျွန်ဖက်လေကိုဝန်ရံချားပါတယ်။ဒါဒမကသေးပါဘူး။ဂျွန်ဖော်မှာလည်းဂျင်းတော်ရဲ့လိုင်ကောင်းကြီးတွေကရှိနေပါသေးတယ်။ဒီလိုတင်းစင်းနေတဲ့ဂျွန်ကနျူကလ িয়ার စစ်ပွဲဖြစ်ဖို့အထိဆိုးရွားတဲ့အဖြစ်တွေကိုပူးဆောင်ပူတဲ့ဂျွန်မှာအခုချိန်မှာတော့ဂျိတ်စိတ်ပြီးတော့အေးချမ်းနေတဲ့ဂျွန်ငယ်လေးကဘလို့အကြောင်းတွေကြောင့်ဒီလိုမျိုးထူးဆန်းတဲ့အဆောက်အအုံတွေရှိနေရလဲ။ နျူကလ িয়ার စစ်ပွဲဖြစ်ဖို့အထိနေဆက်ခဲ့ရတယ်ဆိုတာသိရဖို့အတွက်ကိုဒီဗီဒီယိုလေးကိုအဆုံးလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ဒေးစီအေဂျင့်နဲ့ဂျုံငယ်လေးတစ်ဂျုံအဖြစ်ထင်ရတဲ့ဒီနေရာဟာတမိုင်းမှာတော့အလွန်ရေးကြီးတဲ့အခန်းကဏ္ဍအနေဖြင့်ဝင်နေပြီးတော့နျူကလ িয়ার စစ်ပွဲရဲ့အနည်းဆက်ဆုံးအဖြစ်အပျက်တစ်ခုကိုပါဖြစ်ပေါ်ခဲ့တဲ့နေရာပါဂျုံမော်ကထူးခြားတဲ့ကွန်ကရစ်တပ်တားပေါ်အဆောက်အုံတွေကန်စီတရှောင်းကတန်ကြီးချနေတဲ့ကာကွယ်ရေးအဆောက်အုံတွေနဲ့ ဒီအောင်လိုင်းကောင်းကြီးတွေကဒီကျုံပေါ်ကပြင်းထန်တဲ့စီရီသမိုင်းကိုသတိထူမိပါတယ်ဒီကျုံကတရုတ်ပြည်ရင်းစစ်ရဲ့နောက်ဆက်တွဲအဖြစ်ထိုင်ဝမ်နဲ့တရုတ်ကွန်မြူနတီပါတီအစားပထဝီနိုင်ငံ၏အငြင်းဖွားမှုဗဟိုချက်ဖြစ်ခဲ့ပါတယ်ဒါကြောင့်မဲဒီကျုံပေါ်မှာထူးဆန်းတဲ့အဆောက်အဦတွေကိုအခုလိုမျိုးတွေ့နေရတာပါကျုံပေါ်ကကွန်ကရစ်တပ်တာပေါ်အဆောက်အဦတွေက ရုံးဆောင်အုံတွေဒါမှမဟုတ်လူနေထိုင်ခန်းတွေရဲ့ green box တွေလိုထင်ရပေမဲ့တကယ်တမ်းမှာတော့အဝိုင်းပုံအပေါက်ငယ်တွေဖြစ်ပြီးတော့ radio speaker တွေနဲ့တူနေပါရဲ့ဒီဆောင်အုံတွေရဲ့မူလရည်ရွယ်ချက်ကဘာမှမသိရပေမဲ့ကျုံပေါ်မှာပြင်းထန်တဲ့စီးရင်မှမှုတွေဖြစ်ပွားခဲ့တဲ့ဆိုတဲ့အကြောင်းတွေကိုဖော်ပြနေကြလို့ပါပဲ ြားတယ်မှာကြသေးပါဘူးကျွန်ရဲ့ဖက်ဖက်လေးရကန်စီတရှောင်းမှာတန်ကြီးတနေရဲ့တတုအကြောင်းလေးရရန်သူရီဂုံးပေါ်တက်လာတဲ့အခါကာွယ်ဖို့ချိုးနေရဲ့ဆိုတာပေါ်ပြနေလိုက်ကျွန်းပေါ်ကတောင်တစ်ခုလုံးကိုထွင်းထုတ်ထားတဲ့မြောက်အဆောင်တွေရလေဂါရီတောင်မှာမောင်းဝင်နိုင်လောက်အောင်ခြေဝန်းနဲ့လိုင်းကောင်းနေလို့မျိုးအာဒါ အရန်ကိုကျေဝန်းတာဖြစ်နေရတယ်။ဒီလိုမျိုးထောင်တစ်ခုလုံးကိုမြေအောက်စခန်းကိုမျိုးတိဆောက်ထားခဲ့တဲ့ဒီကျုံးလေးကဘယ်လိုမျိုးစစ်ပွဲတွေကိုခံစားခဲ့ရလဲဆိုတာဆက်ပြီးတော့မပြောခင်မှာတော့အခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေရဲ့ Interest Only Page လေးကို Like and Follow လုပ်ထားဖို့တော့တောင်းဆိုချင်ပါတယ်။1949ခုနှစ်တရုတ်ပြည်ဝင်ဆက်ပြီးမှာတော့အမျိုးသားရေးတပ်ဖွဲ့တွေက ဆိုင်ဝယ်ကိုဆုတ်ခွာခဲ့ရပြီးတော့ကျေးဇူးကွန်မြူနတီရတော့ဂုံးမကြီးကိုထိန်းချုပ်ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသားရေးတပ်ဖွဲ့တွေကကျေးဇူးကယ်ယူတဲ့အနည်းမှာရှိတဲ့ခင်မန်ချုံအပါဝင်ဂျုံငယ်လေးတွေကိုဆက်လက်ပြီးတော့ထိန်းသိမ်းထားခဲ့ပါတယ်။1949ခုနှစ်မှာတော့ဘော်စီဂျုံရဲ့တပ်ဖွဲ့တွေကခင်မန်ချုံကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။1958ခုနှစ်မှာတော့ကျေးဇူးကွန်မြူနတီက ကင်မန်ကျွန်းကိုရပ်ပေါင်း44ရက်အထိအမြောက်ဆန်၄သိန်း9000ကျော်နဲ့အဆမပြတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီလိုမျိုးတိုက်ခိုက်မှုတွေကကင်မန်ကျွန်းကိုလုံးဝဖျက်ဆီးစေခဲ့ပြီးတော့နျူကလ িয়ার စစ်ပွဲဖြစ်နိုင်တဲ့အခြေကိုစီးကျင်းမှမို့ဖြစ်ခဲ့ပါတယ်။အမေရိကန်ကထိုင်ဝမ်ကိုကာဝယ်ပေးမယ်လို့ကြေညာထားတာကြောင့်အခုလိုမျိုးဖြင့်ထန်တဲ့တိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့နျူကလ িয়ার လက်နက်အသုံးပြုရေးအထိစဉ်းစားခဲ့ကြပါတယ်။နောက်ဆုံးမှာတော့အမေရိကန်က သူရဲ့စစ်သည်မှုတွေနဲ့တောင်တရုတ်ပင်လယ်ပြင်မှာအင်အားပြခဲ့တဲ့အဖြစ် ဆက်လက်တဲ့ပစ္စည်းတွေကိုလည်းကင်မန်ကျွန်းကိုထောက်ပံ့ပေးခဲ့ပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့ကင်မန်ကျွန်းမှာစစ်ပွဲတွေရပ်ဆိုင်သွားခဲ့ပါတယ်။ကင်မန်ကျွန်းရဲ့အဆောက်အုံတွေကတော့စစ်ပွဲတွေနိုင်ငံရေးနဲ့အသက်ရှင်ခြေရင်းမှုတွေရဲ့ခြေခွဲစရာကောင်းတဲ့ဇာတ်လမ်းတွေကိုဖော်ပြနေပါတယ်။ကျွန်လိုမျိုးငင်းချမ်းတိတ်ဆိတ်နေတဲ့ကျွန်းကြီးကအချိန်တုန်းကကဘာကြီးကိုဒုက္ခလျာစစ်ပွဲအထိဖြစ်ပွားဖို့ကိုဆွဲခေါ်ခဲ့တဲ့အချိန်ကြီးကနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အရင်ချင်းရကဘာကောင်းဆောင်ရဲ့ဆုံးဖြတ်ချက်တွေဟာကဘာကြီးရဲ့ကံစမာကိုဘလောက်ထိလွယ်မိုးနိုင်လဲဆိုတာဒီကျုံကတသက်ပြနေပါတယ်။ဆုံးဖြတ်ချက်တစ်ခုကြောင့်ပဲဒီကျုံကအခုလိုမျိုးငြိမ်းချမ်းခဲ့ရပြီးတော့ ဲ့ဒီအချိန်ကတော့ record ရေးဆုံးဖြတ်ချက်ကခြားခဲ့မယ်ဆိုရင်တော့အခုအချိန်မှာလူသားတွေရဲ့အနာဂတ်ပုံစံလည်းတစ်မျိုးတစ်ပုံပြောင်းလဲသွားမှာပါ။ကောင်းသောပြောင်းလဲခြင်းတွေရဖို့ကောင်းဆောင်တွေရဘယ်လောက်ထိသတိသတိထားပြီးတော့ဖြည့်ရှင်းခဲ့ရတယ်ဆိုတာကိုကင်မန်ချုံကတတိပြနေပါလိမ့်။ဒါငင်းချင်းရဲ့တင်ပြတာတခုပါ။ဒါတည်းရောလေဒင်းချင်းရဲ့အမြင့်သားရီကိုသိနိုင်အောင်လို့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါရီနောက်ထပ်ဗီဒီယိုတင်ဆက်မှုတွေမှာကြော်လေပြီးတော့ဆုံးပေးကြပါစ 可以。嗯